မင်္ဂလာပါမိတ်ဆွေ White Wolf Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်မှာတော့1929ခုနှစ်အမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ The Great Depression နဲ့ဒုတိယကမ္ဘာစစ်ကိုဦးတည်သွားစေတဲ့အကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုမတင်ဆက်မီ Store Share အကြောင်းကိုကျွန်တော်တို့အနေငယ်ရှင်းပြပါမယ်။ Store Zeguet ဆိုတာကုမ္ပဏီပိုင်ရှင်ဖြစ်ခွင့် Share တွေကိုရောင်းချပေးတဲ့ Zeguet တစ်ခု ဖြစ်ပါတယ်။ Store Share ဈေးကွက်အစမှာတော့စားရစားရအနေနဲ့ဆောင်ရွက်ခဲ့ကြပေမဲ့1990ခုနှစ်နောက်ပိုင်းမှာမှ Store Share များကို Digital ပုံစံပြောင်းလဲခဲ့ပါတယ်။18ရာစု Netherlands နိုင်ငံမှာပထမဆုံး Store Agent ဖြစ်တဲ့ Astaram Store Agent ပေါ်ပေါက်လာပါ Dutch အရှေ့ Indian Company က Share များကိုရောင်းဝယ်ဖောက်ကားခဲ့ပါတယ်။18ရာစုနဲ့19ရာစု VD နိုင်ငံစမှုဒေါ်လာရင်းနဲ့အတူ London Store Agent ကကမ္ဘာဗန်နာရီရဲ့ဘိုးချက်တစ်ခုဖြစ်ပေါ်ထွန်းလာခဲ့ပါတယ်။ 20ရာစုမှာတော့အမေရိကန်နိုင်ငံမှာပထမကမ္ဘာစစ်ပြီးအမေရိကန်ကကမ္ဘာအကြီးဆုံးကြွေးရှင်နိုင်ငံအဖြစ်ပေါ်ထွက်လာပြီး New York Stock Exchange MYSE ကကမ္ဘာရေးပါဆိုဘဏ္ဍာရေးဘူဇက်ဖြစ်လာခဲ့ပါတယ်။အာရှရဲ့ Stock Exchange အများစုက19ရာစုနောက်ပိုင်းမှာကိုလိုနီကိကုံတရရဲ့ဘူဌာနတွေဖြစ်စတင်တည်ထောင်ခဲ့ပါတယ်။အိုမာဘုံဘီမှာ1895ခုနှစ်နဲ့ဟောင်ကောင်မှာ1890ခုနှစ် Stock Exchange တွေဖြစ်ပါတယ်။ နောက်ပြီးဂျပန်နိုင်ငံရဲ့စက်မှုလုပ်ငန်းကြီးထွားလာမှုနဲ့အတူတူချူစတော့အချိန်ကို1888ခုနှစ်မှာပြည်တွင်းစီးပွားရေးကိုအထောက်အကူပြုစေမဲ့အချိန်တွေပေါ်ပေါက်လာခဲ့ပါတယ်။နောက်ပြီးဒုတိယကမ္ဘာစစ်အပြီးအထူးသဖြင့်1980ပြည့်နှစ်နောက်ပိုင်းမှာ1985ခုနှစ်မှာထိုင်းနိုင်ငံနဲ့1990ခုနှစ်မှာတရုတ်နိုင်ငံစတဲ့နိုင်ငံတွေမှာခေတ်သစ်စီးပွားရေးရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုရှေ့ရှုတဲ့စတော့အချိန်တွေတည်ထောင်လာခဲ့ကြပါတယ်။ stock တော့မဟုတ် share ဆိုတာ company တစ်ခုရဲ့ပိုင်ဆိုင်မှုအစိပ်ပိုင်းတစ်ခုပါပဲဥပမာ ABC company ကလုပ်ငန်းချက်တင်ဖို့ငွေကြေးလိုအပ်နေပါတယ်အဲ့ဒီ company ကပန်းမာချိမဲ့စာပြည်သူလူထုကို company တွေကအစိပ်ပိုင်းလေးတွေကိုရောင်းချလိုက်ပါတယ်ဒီအစိပ်ပိုင်းလေးတစ်ခုစီကိုပဲ share တစ်ခုလို့ခေါ်ပါတယ်ဒီ share ကိုဝယ်ယူတဲ့သူကို share ရှင်လို့ခေါ်ပြီးသူက company ရဲ့ပိုင်ရှင်ငယ်လေးတူဖြစ်သွားပါတယ် store ဈေးကွက်မှာအဓိကလူ2မျိုးပါဝင်ပါတယ်အဲ့ဒါတော့ share ရှင်များရှိပြီးသား share တွေကိုရောင်းချတဲ့ဂျင်တဲ့သူတွေနဲ့ ယင်းဒီမြုံနှံသူများဆိုတဲ့ရှယ်ယာများကိုဝင်ကြည့်သူများဖြစ်ပါတယ်။ဈေးကွက်ကဒီလို ရောင်းဝယ်ဖြစ်စေဖို့ Stock Exchange ဆိုတဲ့ဘူချုပ်ကံမှုဌာနဥပမာ New York Stock Exchange NYSE မှာစနစ်ကျလှုပ်ဆောင်ကြပါတယ်။သူရဲ့လှုပ်ဆောင်မှုစစ်စစ်ကတော့ပထမဆုံးအကြိမ်ရှယ်ယာရောင်းချတာကိုအစုရှယ်ယာဈေးကွက်သို့ပထမဆုံးထုတ်ရောင်းခြင်း Initial Public Offering IPO လို့ခေါ်ပါတယ်။ဒုတိယဆင့်ကတော့ IPO အနေဝယ်ထားတဲ့ရှယ်ယာရှင်တွေဟာသူတို့ရဲ့ရှယ်ယာတွေကို Stock Exchange မှာတစင်အခြားယင်းနှီးမြုံနှံသူများထံပြန်လည်ရောင်းချကြပါတယ် တတိယအဆင့်ကတော့ဒီနေရာမှာ online store ကြားကန်လုပ်ငန်းရှင်များ broker များကတဆင့်ရောင်းဝယ်ဖောက်ကားကြပါတယ်။ store share ဝယ်ပြီးရင်းနှီးမြှုပ်နှံသူတွေရဲ့အဓိကဝင်ငွေနှမျိုးရရှိပါတယ်။အဲ့ဒါတော့နံပါတ်၁ချက်ကတော့ stock ဈေးနှုန်းတက်ခြင်း capital gain ပါ။ဥပမာသင်ကဒေါ်လာ10နဲ့ဝယ်ထားတဲ့ share တစ်ခုဟာနောက်နေ့မှ15ဒေါ်လာဖြစ်သွားရင် သင်ရောင်းလိုက်တဲ့အခါ9ဒေါ်လာအမြတ်ရပါတယ်။ ဒုတိယချက်ကတော့ dividence ပါဒါကတော့ကုမ္ပဏီကကိုရရှိတဲ့အမြတ်ငွေတွေကနေ share ရှင်တွေကို ဝေစုဖြစ်ခွဲဝေပေးတာကို dividence လို့ခေါ်ပါတယ်ကုမ္ပဏီများအတွက်လုပ်ငန်းချက်တင်ဖို့ငွေကြေးရရှိစေတဲ့အဓိကအရင်းမြစ်တစ်ခုဖြစ်လို့ပါနောက်တစ်ခုကတော့ကုမ္ပဏီရဲ့ကြီးထွားမှုကနေဝင်ငွေရရှိသွားပြီးငွေကြေးတိုးပါစေတဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ် နောက်တစ်ချက်ကတော့ stock ဈေးကွက်ကောင်းမွန်ခြင်းဟာနိုင်ငံရဲ့စီးပွားရေးခိုင်မာကြောင်းညွန်ကိန်းကောင်းတစ်ခုဖြစ်ပါတယ် stock ဈေးကွက်မှာအမြဲတမ်းအန္တရာယ်ရှိပါတယ်အဲ့ဒါတော့ကိုရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီရဲ့အခြေအနေသို့မဟုတ်နိုင်ငံရေးစီးပွားရေးအခြေအနေကြောင့်ရှယ်ယာဈေးနှုန်းတွေကျဆင်းသွားနိုင်ပါတယ်နောက်တစ်ချက်ကတော့ဈေးနှုန်းတွေကျဆင်းပြီးရောင်းလိုက်ရင်အရင်းပါဆုံးရှုံးသွားနိုင်ပါတယ် အဲ့တော့ကျွန်တော် stock ဈေးကွက်ကိုအချင်းချုပ်ပြောရမဆိုရင်ကုမ္ပဏီတွေကလုပ်ငန်းအတွက်ငွေရှာဖွေပြီးယင်းနှမြုံနံသူတွေကကုမ္ပဏီရဲ့ပိုင်ရှင်ငယ်လေးတွေဖြစ်ကသူတွေရဲ့အောင်မြင်မှုကနေအကျိုးမြတ်တွေရယူနိုင်တဲ့ကြီးမားတဲ့ငွေကြေးဈေးကွက်ကြီးတစ်ခုပဲဖြစ်ပါတယ် stock share နဲ့ပတ်သက်ရင် concept နှမျိုးရှိပါတယ်အဲ့ဒါကိုကျွန်တော်ရှင်းပြပါမယ်အဲ့ဒါကတော့ bull market နဲ့ bear market ဖြစ်ပါတယ်ဒီနေရာမှာ bull market ကိုကျွန်တော်မြန်မာလိုနွားဈေးကွက်လိုပဲပြန်ပြရစီဘူးဆိုတဲ့နွားဟာသူ့ရဲ့ဥကြူကအပေါ်ဘက်ကိုထိုးတက်စေတဲ့အတွက်ဈေးကွက်တက်တဲ့အခြေအနေကိုကိုးစားပြုပါတယ် သူ့ရဲ့လက္ခဏာကတော့စီးပွားရေးကြီးထွားမှုယင်းနှိမ့်မြုံနံသူတွေရဲ့ယုံကြည်မှုမြင့်မားမှုစတော်ဇင်းတို့များတည်ငြိမ်စွာရှည်လျားစွာတက်လာဥမာရေဘူးအဖြစ်20ရာခိုင်နှုန်းထက်ပိုတက်တာကိုဆိုလိုတာပါအဲ့ဒီအချိန်မှာတော့ယင်းနိမြုံနံသူတွေရဲ့စိတ်နေစိတ်ထားကကောင်းမြင်ဝါဒ optimism ဖြစ်ပြီးဈေးုံတက်အောင်လို့ဆက်လက်မျှော်လင့်ထားကြပါတယ်။အဲ့ဒီမှာ stock share ကိုအယောင်းဝယ်ပြုတဲ့သူတွေရဲ့အများဆုံးမဟာဗျူဟာကတော့ buy ဝယ်ထားပါဒါမှမဟုတ် sell ကင်ထားပါ hold ဆိုတာဖြစ်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ဈေးတက်လာမှာကိုဆက်ပြီးတော့စောင့်မျှော်နေတဲ့သဘောပါ။ နောက်ကတော့ bear market ဆိုတဲ့ဝက်ဝံဈေးကွက်ပါ bear ဆိုတဲ့ဝက်ဝံကသူ့ရဲ့ power ကြီးတဲ့ခြေသေးတွေနဲ့အောက်ဘက်ကိုရိုက်ခတ်စေတဲ့တဲ့အတွက်ဈေးကွက်ကြတဲ့အခြေအနေကိုကူစားပြုပါတယ်သူ့ရဲ့အဓိကလက္ခဏာကတော့စီးပွားရေးကျဆင်းမှုရင်းနှီးမြှုပ်နှံသူများရဲ့ကြောက်ရွံ့မှုမြင်ပါမှုနဲ့ stock ဈေးနှုန်းများကိုဇက်တိုက်ကျဆင်းခြင်းဥမာရေဝါဖြင့်20ရာခိုင်နှုန်းထက်ပိုကျခြင်းဖြစ်ပါတယ်အဲဒီအချိန်မှာရင်းနှီးမြှုပ်နှံသူတွေရဲ့စိတ်နေစိတ်ထားကတော့အဆိုးမြင်ဝါဒ pessimism ဈေးနှုန်းဆက်ကျမယ်လို့ဆိုရင်နေကြပါတယ် store share ရောင်းဝယ်သူတွေရဲ့မှာ viewer ကတော့ရောင်းထုတ်ပါစေဒါမှမဟုတ်ငွေသားပြစ်ထားပါ move to cash concept ကတော့ဆက်ကြမဲ့ဈေးကွက်မှာဆုံးရှုံးမှုကိုရှောင်ရှားဖို့ဖြစ်ပါတယ်ဒီ concept ကတော့ဈေးနှိမ့်ချိန်မှာဝယ်ပြီးဈေးမြင့်ချိန်မှာရောင်းတဲ့ buy low နဲ့ sell high ဆိုတဲ့ယင်းနှိမ့်မြုံနှံမှုရွှေရည်နေရာမှာကိုအခြေခံထားတဲ့ concept တစ်ခုပါဘူမာကတ်မှာဆိုရင် share ဈေးနှုန်းတွေမြင့်နေတဲ့အချိန်မှာဒီအချိန်မှာရောင်းခြင်းသို့မဟုတ်အမြတ်ထုတ်ခြင်းလုပ်သင့်ပါတယ်။ဒါကျွန်တော်ရဲ့ယင်းနှိမ့်မြုံနှံမှုတွေကိုအမြတ်ဆုံးရရှိအောင်ထုတ်ယူနိုင်တဲ့အချိန်ကောင်းဖြစ်ပါတယ်။ ဘဲမားကတ်မှာဆိုရင်ကျွန်တော်တို့ရဲ့ share ဈေးနှုန်းတွေကျနေတဲ့အချိန်မှာစုဆောင်းဝယ်ယူဖို့အခွင့်ကောင်းဖြစ်ပါတယ်။ဒါကနောက်တစ်ချိန်ဘူးမားကတ်ကိုပြန်ရောက်လာတဲ့အခါကြီးမားတဲ့အမြတ်ရနိုင်ဖို့အတွက်ဈေးချိုချိုနဲ့ share ကောင်းတွေဝယ်ယူထားနိုင်တဲ့အခြေအနေဖြစ်လို့ပါ။ဒါပေမဲ့ဒီမဟာဗျူဟာကနားလည်ရလွယ်ပေမဲ့လက်တွေ့မှာအလွန်ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့ဘူမာကတ်ရဲ့အထုတ်ထိတ်ကိုဘယ်သူမှအတိအကျမခံမနိုင်ပါဘူး။အမြင့်တက်နေစမှာရောင်းဖို့စောနေတတ်ပြီးတခါတရံဆက်တက်နေတတ်ပါတယ်။ ဘဲမားကတ်မှာတော့အနေဆုံးအမှတ်ကိုဘသူမှအတိအကျမသိပါဘူးစကြနိုင်ကြီးရှိလို့စောက်ဆိုင်နေမိတတ်ပါတယ်အဲ့တော့ကျွန်တော်ဘူးမားကတ်မှာရောင်းပြီးဘဲမားကတ်မှာဝယ်ရန်ဆိုရက်အခြေခံမှာအပြူအကအယူဝါဒအရလုံးဝအမှန်ကန်ပါတယ်ဒါပေမဲ့လက်တွေ့အကောင့်ထဲပေါ်ရမှာဈေးကွက်ရဲ့အချိန်ကိုက်ညီမှု market timing ကအလွန်အနေအများပြီးခက်ခဲတာကြောင့်ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက်အချိန်ကြာမြင့်စွာရင်းနှီးမြှုပ်နှံခြင်း long term investing နဲ့ stock မျိုးစုံကိုထားရှိခြင်း diversification တို့ကပုံမှန်စိတ်ချရတဲ့နည်းပညာများဖြစ်ကြပါတယ် ျွန်တော် store share နဲ့ပတ်သက်ပြီးတော့ YouTube channel တွေနဲ့ social media မှာအသေးစိတ်ထပ်မံလေ့လာလို့ရပါတယ်။အဲ့တော့ကျွန်တော်တို့1929 The Great Depression ကိုဆက်ပြီးတော့လေ့လာကြရအောင်1929ခုနှစ်မဟာပြက္ခတ်ကြီးမတိုင်ခင်ကမ္ဘာအစည်းအဝေးအခြေအနေကိုတင်ပြပါမယ်။ ပထမကမ္ဘာစစ်ပြီးအမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေးအခြေအနေကတော့စစ်မဖြစ်မခင်ကအမေရိကန်ကဥရောပကိုငွေကြေးချေးငွေယူထားတဲ့အကျွေးတင်နိုင်ငံဖြစ်ခဲ့ပါတယ်။ဒါပေမဲ့စစ်ဖြစ်ပွားပြီးတဲ့နောက်မှာတော့ကမ္ဘာအကြီးဆုံးကျွေးရှင်နိုင်ငံဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့မာမိတ်နိုင်ငံတွေအတွက်လက်နက်နဲ့စစ်ပစ္စည်းများထောက်ပံ့ရန်အတွက်ကုန်ထုတ်လုပ်မှုကိုအရှိန်မြင့်ခဲ့ပြီးစက်မှုလုပ်ငန်းများလည်းဖွံ့ဖြိုးတိုးတက်ပြီးစီးပွားရေးမြင့်တက်လာခြင်းဖြစ်ပါတယ်။စစ်ပြီးကာလမှာလည်းစီးပွားရေးအတန်ငယ်ကျဆင်းမှုရှိခဲ့တော့လေ1920ပြည့်နှစ်လွန်များမှာတော့စီးပွားရေးတိုးတက်မှုဒီပညာစမ်းသပ်တည်ထွင်မှုနဲ့တရားဝါပြောမှုကာလကိုခံစားခဲ့ရပါတယ်။ အဲ့ဒီကာလတွေကတိုးတက်သော20ရာစုနှစ်များ Rolling 20s လို့ခေါ်ပါတယ်။ဒီကာလမှာခေတ်မီစားသုံးသူယဉ်ကျေးမှုထွန်းကားလာခြင်း၊ဒီပညာတိုးတက်မှုနဲ့လူမှုရေးယဉ်ကျေးမှုပိုင်းဆိုင်ရာပြောင်းလဲမှုများစွာရှိခဲ့ပါတယ်။ အဲဒီကာလကအမေရိကန်မှာစားသုံးသူခေအေရောကွန်ဆူမားရီဇင်ထွန်းကားလာပါတယ်။ Henry Ford ကဲ့သို့ကားဆိုင်များကအစူးလိုက်ပြုံလိုက်ထုတ်လုပ်မှုမျိုးစင်များကြောင့်ကွန်ပျူစီစီတို့များကျဆင်းနေခဲ့ပါတယ်။ချိန်ထဲမှာပဲခင်မီကြော်ညာလုပ်ငန်းများလည်းအရှိန်အဟုန်ရလာပြီးပြည်သူများအားမော်တော်ကားရေကဲတက်တာဝေရှော်ဇန်နဲ့ရေဒီယိုကဲ့သို့သောပစ္စည်းသစ်များဝယ်ယူရန်ဆွဲဆောင်ခဲ့ပါတယ်။ရေကြစနစ် installment buying ကလူများကိုပစ္စည်းများချက်ချင်းကိုပေးစရာမလိုပဲရေကြဝယ်ယူခြင်းဖြင့်ချင်းဝေယူ300ရန်ပုံမှုလွယ်ကူလာပါတယ်။ ဒါကတော့ယခုပွဲပါနောက်မှပေးချေပါဆိုတော့စိတ်သက်ဖြစ်စာတုံးသူတွေရဲ့ယုံကြည်မှုစိတ်သက်ကိုမြင့်တင်ပေးခဲ့ပါတယ်။အဲဒီချိန်မှာ Jazz Guitar ကတောင်ပိုင်းကနေမြောက်ပိုင်းမြို့ကြီးများဥမာနယူးယောက်ချီကာကိုပြောင်းရွှေ့ခြေကြသူများနဲ့အတူရောက်ရှိလာပြီး American လူငယ်များကြားမှာအလွန်ရေပန်းစားလာပါတယ်။ဒီကာလမှာ Jazz Ape ဆိုတာလူမဲ့အမေရိကန်ယဉ်ကျေးမှုကပေါက်ပွားလာတဲ့ Jazz Guitar အလွန်ရေပန်းစားလာခဲ့ပါတယ်။ဗီဒီယိုတန်လွင့်ခြင်းကဂျက်ဂီတာနဲ့အခြားလူကြိုက်များတဲ့တခြင်းများကိုတိုင်းနိုင်ငံလုံးဖြန့်ကျက်ရောက်ရှိသေးခဲ့ပါတယ်။ နောက်ပြီးအလုံးချိန်တိုးတောင်းခြင်းနဲ့ဝင်ဝေးတိုးလာခြင်းကြောင့်အပန်းဖြေမှုနဲ့ဖြောပြေးအတွက်အချိန်ပိုရလာကြပါတယ်။ဒီကာလမှာရုပ်ရှင်ဝင်နေရအမေရိကန်တို့ရဲ့အပန်းဖြေမှုတစ်ခုဖြစ်လာပြီးပတ်စဉ်လူသန်း80ခန့်ရုပ်ရှင်ကြည့်ရှုခဲ့ကြပါတယ်။အားသာပွဲများ၊ကာပွဲရုံများနဲ့အခြားဖြောဝေမှုများလည်းခေတ်စားလာခဲ့ပါတယ်။လူမွေးပြောင်းလဲမှုနေတဲ့ flapper လို့ခေါ်တဲ့အမျိုးသမီးငယ်များပေါ်ထွက်လာပြီးရိုးရလူမှုစံနှုန်းတွေကိုစိန်ခေါ်ပြီး spin တူတူညှက်ချင်း sketch တူတူဝင်ချင်းနဲ့လူများရှိတွေစလိတ်တောက်ချင်းနဲ့ရက်တောက်ချင်းတို့ကိုပြုလုပ်လာခဲ့ကြပါတယ် မျိုးပြရရင်ကျေးမှုကအမေရိကန်လူပောင်ကိုတန်းမှုလာခဲ့ပါတယ်။သူကဲသောစီဝါရေးထုံကားမှုနဲ့ရင်ကျေးမှုပြောင်းလဲမှုများရှိတော့လဲဒီတိုးတက်မှုကတောင်သူလယ်သမားများနဲ့ချို့သောလူနည်းစုအုပ်စုများအထိကျေကျေမြတ်မြတ်မရောက်ရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့1929စတော့ဇီကွက်ပြက်ကတ်ကဒီတရားဝါပြောမှုကိုရုတ်တရက်ဆုံးသက်စေခဲ့ပါတယ်။

စစ်မြေပြင်ဖြစ်ခဲ့တဲ့ပြင်သစ်ဘယ်ဂျီယမ်နဲ့အခြားနိုင်ငံများရဲ့ဆက်ယုံများလေယံများနဲ့အခြေခံအဆောက်အဦများတရားလမ်းများပြင်းထန်စွာပျက်စီးခဲ့ပါတယ်။ဥရောပနိုင်ငံအများစုကစစ်အတွက်ငွေကြေးအမြောက်များအကုန်ကျခံခဲ့ပြီးအကျွေးတင်နိုင်ငံများဖြစ်လာခဲ့ပါတယ်။ဘာဆိုင်စာချုပ်အရဂျာမနီကများပြားလာတဲ့စစ်ရောကြေးကိုပြီးဆောင်ရင်သတ်မှတ်ခံခဲ့ရပါတယ်။ဒီအချက်ကြောင့်1923ခုနှစ်မှာငွေကြေးအစမတန်ဖောင်းပွားမှု Hyper Inflation ကိုဖြစ်ပေါ်ခဲ့ပြီးလူများစုရဲ့စုဆောင်းငွေများကတရက်အတွင်းဆုံးရှုံးသွားခဲ့ရပါတယ်။ နောက်ဆက်တဲ့ဆိုးကျိုးများဖြစ်ပေါ်လာပါတယ်အဲ့ဒါကတော့ကမ္ဘာကုန်သင်မှုဘဟုကဥရောပကနေအမေရိကန်ကိုရွှေ့ပြောင်းသွားခဲ့ပါတယ်စီးပွားရေးအခက်အခဲများကြောင့်ဥရောပအနှံ့နိုင်ငံရေးအပြောင်းအလဲမြန်ပြီးမတည်ငြိမ်မှုများဖြစ်ပေါ်စေခဲ့ပါတယ်ဂျာမနီဘာနာဇီဝါဒကဲ့သို့အစွန်းရောက်ဝါဒများပေါ်ပေါက်လာစေခဲ့ပါတယ်ဒီမကြီးပါပဲရှုပ်ထွေးနေတဲ့ကမ္ဘာစီးပွားရေးအခြေအနေများကြောင့်နောက်ပိုင်းမှာ1929ခုနှစ်မှာစီးပွားရေးပြက်ကက်ကြီး Great Depression နဲ့ဒုတိယကမ္ဘာစစ်ကြီးစီကိုဦးတည်သွားစေခဲ့ပါတယ် ဖန်ကွာ29ခုနှစ်အဆိုပါစတော့ဈေးကွက် ပြုလဲမှုကိုအဆင့်30နဲ့ကျွန်တော်ရှင်းပြပါမယ်။ပထမအဆင့်ကတော့စတော့ဈေးကွက်ကြီးဖွားမှုတဘူးမာကတ်ပါ။အဲ့ဒါတော့1920ပြည့်နှစ်လွန်များများအမေရိကန်ရဲ့စတော့ဈေးကွက်ဟာတပိုင်းတွင်ခဲ့တဲ့ Giants အားကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Dow Jones Industry Average က1920ခုနှစ်မှနေ1920ခုနှစ်တွင်60နီးပါးခန့်အညွန့်ကိန်းနေမြင့်တက်သွားခဲ့ပါတယ်။ စတော်ရင်နီမြုံနှံသူများဟာချမ်းသာသူများသာမကတမန်လူဒန်းစားအလွာထိပါပြန့်နှံ့သွားခဲ့ပါတယ်လူသစ်များစွာကလင်းမြန်သွားချမ်းသာနိုင်မဲ့မျောလင်းချက်နဲ့ဇီးကွက်တွေကိုခုံချပြီးဝင်ရောက်လာခဲ့ကြပါတယ်နံပါတ်၄ချက်ကတော့စတော်ရင်နီမြုံနှံမှုရဲ့အဓိကနီလန်း၂မျိုးပါအဲ့ဒါတော့အမကန်ချက်တင်ပြီးငွေချေးယူခြင်း buying of margin ပါဒီနီလန်းကြောင့်တမန်လူများပါစတော့ကိုကြီးမားမားဝယ်ယူနိုင်ခဲ့ကြပါတယ်။ဒီရင်းနှီးမြှုပ်နှံမှုကိုကျွန်တော်အသေးစိတ်ရှင်းပြပါမယ်။ အာမခံချက်တင်ဝယ်ယူခြင်းဆိုရဲဘိုင်းအော်မာဂျင်က stock ဈေးကွက်မှာ share များကိုချင်းငွေပြေဝယ်ယူတဲ့နည်းလမ်းဖြစ်ပါတယ်။အဲ့လိုဆိုရတဲ့အခြေအနေကိုဖြစ်ပေါ်စေတဲ့အချက်၅ချက်ရှိပါတယ်။ပထမအချက်ကတော့ကနေဦးဝရင်းနှီးမြှုပ်နှံမှုပါ။ရင်းနှီးမြှုပ်နှံသူတွေဟာ share ရဲ့အပြည့်အစုံတန်ဖိုးကိုဆရာကန်နှုန်းက20ရာခိုင်နှုန်းခန့်ကိုသာမိရဲ့ငွေကြေးနဲ့ရင်းနှီးမြှုပ်နှံပြီးတန်တဲ့ငွေတွေကို stock ကြီးကြီးကနေတဆင့်ချေယူကြပါတယ်။ အဲ့ဒီရဲ့နောက်ဆက်တွဲအကျိုးဆက်ကတော့ရင်းနှီးငွေအနေငယ်ပြည့်ရှယ်ယာမြောင်များကိုထိန်းချုပ်နိုင်ပြီးဈေးတက်ပါကအမြတ်ဆုံးအစမတန်မြင့်တက်နိုင်ခြင်းဖြစ်ပါတယ်။နံပါတ်2အချက်ကတော့ဈေးနှုန်းကျဆင်းခြင်းပါ။စီးပွားရေးအခြေအနေတွေအားနည်းလာပြီးချော့ဈေးနှုန်းတွေကျဆင်းလာပါတယ်။ရှယ်ယာစုစုပေါင်းတန်ဖိုးရဲ့ချင်းငွေပမာဏနဲ့နှီးဆက်လာပါတယ်။နောက်ဆက်တွဲအကျိုးဆက်ကတော့ရင်းနှီးမြောင်နိုင်သူတွေရဲ့ကိုယ်ပိုင်ရင်းနှီးဆုံးရှုံးမှုစတင်ဖြစ်ပေါ်လာပါတယ်။နံပါတ်3အချက်ကတော့အမကန်ချက်တင်တောင်းဆိုမှု margin call ပါ။ ဒါကတော့ချင်းငွေပေးတဲ့ store ကြီးကြီးကအနေရကိုစတင်မြင်လာပြီးခြေထားတဲ့ငွေရဲ့အမကန်ချက်ပြန်လဲပေးဆက်ရန်ငွေထပ်မံထည့်ရန် margin call ကိုတတ်မှတ်ချိန်ပေးကတောင်းဆိုလာခြင်းဖြစ်ပါတယ်။အဲ့ဒီရဲ့အကျိုးဆက်ကတော့ယင်းနည်းမြုံနှံသူတွေကချက်တင်ငွေသားဖြစ်ရန်အတွက်အခက်အခဲဖြစ်ပေါ်လာခဲ့ပါတယ်။နံပါတ်၄ချက်ကတော့ကြောင်းလန့်မှုနဲ့ရောင်းချမှုပါ။ယင်းနည်းမြုံနှံသူတွေက margin call ကိုကန်ဆယ်နိုင်ခြင်းမရှိတဲ့အချိန်မှာဆုံးရှုံးမှုကိုတတ်တာစေရန်အတွက်ကြီးကြီးမားမား share ရောင်းချမှုတွေကိုစတင်လှုပ်ဆောင်ခဲ့ရပါတယ်။ ဲ့ဒီအတွက်နောက်ဆက်တွဲအကျိုးဆက်ကတော့ရှယ်ယာအမြောင်များရုပ်တရက်စီးဝင် ရောင်းချမှုကြောင့်ဈေးနှုန်းများပုံမှုအရှိန်ပြင်းစွာကျဆင်းသွားစေပါတယ်။နံပါတ်5ချက်ကတော့စိုးရတဲ့တန်တရားပါ။အဲ့ဒါကတော့ဈေးနှုန်းဆက်လက်ကျဆင်းမှုကအခြားသောအမားကန်ကျတင်ပွဲယူထားသူများ margin call ကိုခံရစေပြီးနောက်ထပ်ရောင်းချမှုလိုင်းသစ်ကိုဖြစ်ပေါ်စေပါတယ်။ နောက်ဆက်တွဲအကျိုးဆက်ကိုရှင်းပြရမယ်ဆိုရင်တော့ဈေးနှုန်းတွေကျလာတဲ့အတွက် margin call ဖြစ်ပေါ်လာပါတယ်ပြီးတော့ဈေးကွက်ထဲမှာရောင်းချမှုတွေပုံမှုများလာပါတယ်အဲ့လိုရောင်းချမှုတွေပုံမှုများလာတဲ့အတွက်ဈေးထက်မှန်ကျလာတယ်ဆိုတော့ဆိုရတဲ့တန်တရာ downward spiral ဖြစ်ပေါ်လာပြီးဈေးကွက်ကြီးကိုလင်းမြန်စွာပြိုလဲသွားစေခဲ့တာဖြစ်ပါတယ် တကယ်တော့အာမခံချက်ဖြစ်တင်ဝယ်ယူခြင်းဆိုတာဒါသွားနှစ်လက်နဲ့တူပါတယ်ဈေးတက်တဲ့အခါမှာတော့အမြတ်ကြီးစွာရနိုင်တော့လဲဈေးကျတဲ့အခါမှာတော့ဝယ်ယူထားသူတွေရဲ့ဆုံးရှုံးမှုကမူလရင်းနှီးငွေထက်ပြင်ကျော်လွန်ပြီးကျွေးမီထူပြောသွားစေနိုင်ပါတယ်ဒါကြောင့်ဒီနီလန်းကိုအသုံးပြုရမှာအလွန်မြင့်စွန်စားရာရောက်တဲ့အတွက်အလွန်သတိထားဆောင်ရွက်တဲ့အချက်ဖြစ်ပါတယ် ျွန်တော်တို့စတော်ရင်းမြုံနံမှုအဓိကနီလန်းနှမျိုးမှာပထမနီလန်းဖြစ်တဲ့အာမခံချက်တင်ပြီးငွေချေးယူဝယ်ယူခြင်းဘိုင်းယောမာဂျင်အကြောင်းနဲ့သူ့ရဲ့အကျိုးဆက်တွေကိုရှင်းပြပြီးတဲ့အချိန်မှာဒုတိယရင်းမြုံနံမှုပုံစံဖြစ်တဲ့ Investment Trust ကိုဆက်လက်ရှင်းပြမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ Investment Trust ပါဒီနီလန်းကယနေ့ခေတ် Mutual Fund ရဲ့ရှေ့ဦးပုံစံဖြစ်ပါတယ် ဒါကတော့ယင်းနှိမ့်မြန်သူများစွာထံမှငွေအများစုကို professional manager များကတဆင့် stock ပေါင်းစုံကိုမြှုပ်နှံပေးပါတယ်သူရဲ့ဂျိုးဂျီစုကတော့တမန်ယင်းနှိမ့်မြန်သူများအနေနဲ့ငွေမြောက်ပြားမရှိဘဲ stock ပေါင်းစုံမှာမြှုပ်နှံခွင့် diversification ကိုရသွားပါတယ်ဒါပေမဲ့1920နောက်ပိုင်းမှာ trust အများပြားဟာအမကန်ချက်တင်ငွေချေယူပြီးမြှုပ်နှံခဲ့ကြသလိုသူတို့ရဲ့ share တွေကိုလည်း stock ဈေးကွက်မှာပြန်လဲရောင်းချကြပါတယ်ဒီလိုနဲ့ stock ဈေးကွက်ကိုပုံမမြင့်တက်လာအောင်ချွတ်တင်ပေးခဲ့ပါတယ် နံပါတ်3ချက်ကတော့ stock ဈေးကွက်ပြိုလဲခြင်းဖြစ်ပါတယ်ဒီလိုအမတ်ကန်ချက်တင်ဝယ်မှုတွေနဲ့ယင်းနှိမ့်နှံမှု trust တွေကလောင်းစားသဘောဆန်တဲ့ယင်းနှိမ့်နှံမှုတွေကြောင့် stock ဈေးကွက်ကစစ်မှန်တဲ့တန်ဖိုးနဲ့လွန်ကဲစွာမြင့်တက်နေခဲ့ပါတယ်ဒါကြောင့်1929ခုနှစ်အော်တိုဘာလကနေစတင်ခဲ့တဲ့ Black Thursday ကဈေးကွက်စတင်ပြိုလဲခဲ့ပြီးရန်နှင်းငယ်တွင်းမှာတဲ့ stock ဈေးနှုန်းများကြီးမားစွာကျဆင်းသွားခဲ့ပါတယ်။အာမခကြံတင်ဝယ်ယူထားသူများစွာက stock ကြီးကြီးရဲ့ margin call ကိုမဆက်နိုင်တော့ဘဲ ရှယ်ယာများစွာဆုံးရှုံးခဲ့ပြီးဒီဝါလီခံခဲ့ရပါတယ်။အဲဒီတော့ကျွန်တော်ညီကုန်းကျုပ်အနေနဲ့1920ပြည့်နှစ်လွန်မြောက်မှာ American Stock ဈေးကွက်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာခိုင်မာတဲ့စီးပွားရေးအခြေခံတဲ့လောင်းစားသဘောဆန်တဲ့ယင်းနှမြုပ်နှံမှုတွေနဲ့ချင်းဝေစနစ်ပေါ်အခြေခံပြီးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့မဟာစီးပွားပြက်ကက်ကြီးဖြစ်ပေါ်စေခဲ့ပါတယ်။ဒါကိုကျွန်တော်တို့သေးစိတ်ပြန်ပြောရမယ်ဆိုရင်ပထမဆုံးတိကျချက်ကတော့အမကန်ချက်ဖြစ်တင်ဝယ်ယူခြင်းပါ။ ဝေကြီးနေငယ်နဲ့တရားကန်တို့20ရာကန်တို့ဖြင့်ရှယ်ယာအမြောက်များကိုထိန်းချုပ်ဝယ်ယူနိုင်ခြင်းဖြစ်ပါတယ်။နောက်ဆက်တွဲအကျိုးဆက်ကတော့ဈေးနှုန်းများကျဆင်းပြီးအာမခံချက်တင်တောင်းဆိုမှုကြောင့်ရှယ်ယာများကြောက်လန့်တကြားရောင်းချောက်များစတင်ခဲ့ပါတယ်။နောက်တစ်ခုကတော့မြန်မြန်ချမ်းသာမယ်ဆိုတဲ့စိတ်ဓာတ်ပါ။အဲ့ဒါတော့ stock ဈေးနှုန်းများမြင့်တက်လာမှုကြောင့်လူတန်ပံများပါရင်းနှီးမြှုပ်နှံမှုတွေ့ကြုံရှိပဲဈေးကွက်တွေကိုဆွဲဆောင်ခြင်းခံခဲ့ရပါတယ်။ ီအကောင်းမြင်ဝါဒကကုမ္ပဏီများကအမှန်တကယ်အမြတ်ဆုံးနဲ့စီးပွားရေးအခြေအနေများကွာဟခဲ့ပြီးဖူပေါင်းတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။နောက်တစ်ချက်ကတော့ကြော်ညာခြင်းနဲ့စားသုံးသူယဉ်ကျေးမှုခံခံတာပါ။အဲ့မှာကြော်ညာများကကုန်ပစ္စည်းများကိုသာမကလွယ်ကူစွာချမ်းသာနိုင်မဲ့နည်းလမ်းများကိုကြော်ညာခဲ့ပြီး stock ဈေးကွက်မှာပတ်ဝန်းကျင်စိတ်ကိုမြင့်တင်ပေးခဲ့ပါတယ်။ယခုဝယ်နောက်မှပေးဆိုတဲ့စိတ်ဓာတ်က stock ဈေးကွက်ကိုရောက်ရှိလာပြီးလောင်းကစားရန်လူများအားချေယူသုံးဆမှုကိုပုံမပြုလုပ်လာစေခဲ့ပါတယ်။ အဲ့ဒီတုန်းကအမေရိကန်နိုင်ငံရဲ့စီးပွားရေးအခြေအနေကိုကြည့်မယ်ဆိုရင်လေမြင့်တက်နေတဲ့ stock ဈေးကွက်ရဲ့မျက်နှာပြင်အောက်မှာကအမေရိကန်စီးပွားရေးကပြင်းထန်တဲ့အားနည်းချက်တွေရှိနေကြပါတယ်။အဲ့ဒါကတော့နံပါတ်၁ချက်လုပ်ငန်းကဏ္ဍများမညီမျှခြင်းပါ။ Force Motor ကလုပ်ငန်းကဲ့သို့လုပ်ငန်းသစ်များကဖွံ့ဖြိုးနေစေကာလပဲဖြစ်ပါတယ်။နောက်ပြီးစိုက်ပျိုးရေးကဲ့သို့လုပ်ငန်းဟောများကရုန်းကန်နေရပြီးလယ်သမားတွေရဲ့ဝင်ငွေများဇက်တိုက်ကျဆင်းနေခဲ့ပါတယ်။ လူကြီးအများပြားကတိုးတက်မှုရဲ့အကျိုးကျေးဇူးကိုမခံစားရပဲစားသုံးသူအသုံးစိတ်ကိုဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့ပါဘူး။နံပါတ်၄ချက်ကတော့ဝင်ဝေခွဲဝင်မှုပြဿနာပါ။ဒီဆယ်စုနှစ်အတွင်းမှာရရှိတဲ့ကြီးမားတဲ့ဒဏ္ဍာရီအင်အားကိုညီမျှစွာဖြန့်ဝေနိုင်ခြင်းမရှိခဲ့ပါဘူး။ချမ်းသာသူနဲ့ဆင်းရဲသူကြားကကွာချက်ကကြီးမားနေပြီးလူတို့ရဲ့ဝယ်ယူနိုင်စွမ်းကိုကန့်သတ်ထားခဲ့ပါတယ်။စီဝါရေးကချမ်းသာသူများကိုစိန်ခံတုံးဆက်မှုနဲ့လူတိုင်းကိုအရေးကြဝယ်ယူမှုပေါ်မှာမိခိုလာခဲ့ပါတယ်။ နံပါတ်3ချက်ကတော့နိုင်ငံတကာမတည်ငြိမ်မှုပါအမေရိကန်ဖွံ့ဖြိုးတိုးတက်နေစဉ်မှာအဓိကကုန်သင်ပတ်တွေဖြစ်တဲ့ဗြိတိန်နဲ့ဥရောပနိုင်ငံများက1920ပြည့်နှစ်လွန်များမှာတခြားလုံးပြင်းထန်တဲ့စီးပွားရေးဒီဖက်ရှင်နဲ့အလုပ်လက်မှတ်များကိုရင်ဆိုင်နေရပါတယ်ဒီချက်ကအမေရိကန်ကုန်ပစ္စည်းတွေအတွက်ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားကိုအားနည်းစေခဲ့ပါတယ်စက်တန်ခန္ဓာရည်နဲ့ပြန်လည်တည်ဆောက်ရေးပြဿနာများရှိတဲ့ဥရောပစီးပွားရေးရာလည်းခိုင်မာတဲ့ကုန်သင်ပတ်များမဖြစ်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာအမေရိကန်ပို့ကိုများနဲ့ကမ္ဘာစီးပွားရေးကိုထိခိုက်သွားစေခဲ့ပါတယ် ယုံကြည်မှုကျဆင်းသွားတဲ့အခါမှာချင်းငွေလွန်ကျွန်သုံးဆက်ပြီးတံပိုးဖောင်းပွားနေတဲ့ဈေးကွက်ကပြိုလဲဖို့အဆင်သင့်ဖြစ်နေခဲ့ပါတယ်1929ခုနှစ်ဆောင်းဦးရာသီမှာစီဝါရဲ့အခြေခံအားနည်းချက်များကအားကောင်းလာတဲ့အချိန်မှာစတော့ဈေးနှုန်းများရပ်တန့်ပြီးကျဆင်းရန်စတင်ခဲ့ပါတယ် ။နောက်ပြီးဈေးနှုန်းကျဆင်းမှုကအမကန်ချက်တင်တောင်းဆိုများဖြစ်ပေါ်စေခဲ့ပြီးအမကန်ချက်တင်ဖြင့်ဝယ်ယူထားတဲ့ရှယ်ယာများကသူတို့ချင်းဝင်များကိုပေးဆက်ရန်သူတို့ရဲ့ရှယ်ယာများကိုရောင်းချခဲ့ရပါတယ်။ရှယ်ယာများများရောင်းချမှုကဈေးနှုန်းများကိုပုံမကျဆင်းပြီးနောက်ထပ်အမကန်ချက်တင်တောင်းဆိုများဖြစ်ပေါ်စေပြီးစိုးရတဲ့တန်တရာကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။ဒီຢာကညှိနှိုင်းမှုတစ်ခုကအကြောက်တရားကိုပြောင်းလဲစေပြီးနောက်ဆုံးမှာပြိုလဲမှုအဆင့်ကိုရောက်ရှိစေခဲ့ပါတယ် ောက်တစ်ခုကတော့ store ဈေးကွက်ပြိုလဲမှုဟာကြီးမားတဲ့ဒဏ္ဍာရီအင်အားကိုဖျက်ဆီးခဲ့ပါတယ်။ဒီယာကစားသုံးသူတွေနဲ့လုပ်ငန်းယုံကြည်မှုကိုရုတ်တရက်ကျဆင်းစေခဲ့ပြီးသုံးစိမ့်နဲ့ယင်းနှီးမြုံနှံသူများခန့်ချောက်သွားခဲ့ပါတယ်။ဒေဝါလီခံမှုများနဲ့လုံလက်မဲ့မှုများစွာဖြစ်ပေါ်လာခဲ့ပါတယ်။လောင်းသားရန်အကြွေးများချထားပေးခဲ့တဲ့ဘန်စနစ်လည်းပြိုလဲသွားခဲ့ပြီး store ဈေးကွက်ပြိုလဲမှုကနောက်ထပ်မဟာစီးပွားရေးပြက်ကက်ကြီးဖြစ်သူပြောင်းလဲသွားစေခဲ့ပါတယ်။ နောက်ဆုံးနှစ်ချုပ်ပြောရမယ်ဆိုရင်1920ပြည့်နှစ်လွန်များက American Stock ဈေးကွက်ကစီးပွားရေးအခြေခံအားကောင်းမှုကြောင့်မဟုတ်ပဲလူတွေရဲ့မမှန်ကန်တဲ့ realistic မျှော်လင့်ချက်တွေနဲ့အမှတ်ကဉ္စတင်ချင်းငွေယူထားတဲ့လောင်းစားသဘောဆန်တဲ့စနစ်တွေစုပေါင်းပြီးမြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်စီးပွားရေးအခြေအနေအားနည်းလာချိန်မှာလူတိုင်းကြောက်ရွံ့ပြီးရှယ်ယာများရောင်းချမှုကိုစတင်လိုက်တဲ့အချိန်မှာဈေးကွက်ကြီးချက်ချင်းပြိုလဲပြီးမဟာစီးပွားရေးပြတ်ကက်ကြီး The Great Depression ကိုဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ မာစီဝိုင်းပြက်ကက်ကြီး Great Depression ကဒုတိယကမ္ဘာစစ်ကိုတိုက်ရိုက်ဖြစ်ပွားစေခဲ့တာမဟုတ်တော့လေစစ်ပွဲကိုဖြစ်စေတဲ့နိုင်ငံရေးစီဝိုင်းရေးနဲ့လူမျိုးရေးအခြေအနေများကိုအလွန်ဆိုးဝါးစေသည့်မိစားတပွဲဖြစ်ခဲ့ပါတယ်စီဝိုင်းပြက်ကက်ကြောင့်နိုင်ငံအများပြားမှာအလုံးမဲ့လူရေတန်းတဲ့ချီပေါပေါလာပြီးလူမှုမှာဆင်းရဲမွေးတေမှုစိတ်ပြက်အာရုံများပြန့်နှံ့ခဲ့ပါတယ်ဒီမိုကရေစီအစိုးရများကဒီကြက်တဲကိုကင်တယ်ဖြေရှင်းရမှာထရောက်မှုမရှိဘူးလို့ယူဆခံခဲ့ရပါတယ် အဲ့ဒီအချိန်မှာလူရရဲ့မကြည်မနှက်ဖြစ်မှုကိုခွင်ကောင်းယူပြီးအာဏာရှင်ဆန်တော်အစွန်းရောက်တော်နိုင်ငံရေးပါတီများကရိုးရှင်းပြီးအပြင်းနဲ့ဂတိကဝတ်များဥမာနိုင်ငံကိုပြန်လဲကြီးပွားတိုးတက်စေမည်ဆိုသောဆောင်မှုဖြင့်အာဏာရလာခဲ့ကြပါတယ်။ဂျာမနီမှာစီးပွားရေးပြတ်ခဲ့ကြောင်းဟစ်တလာနဲ့နာဇီပါတီကိုအာဏာရရှိရန်လမ်းခင်းပေးခဲ့တယ်လို့ဖြစ်ခဲ့ပါတယ်။အကောင်တော့ဂျာမနီရဲ့ဒေဝါလီခံရမှုနဲ့ဘာဆိုင်စာချုပ်အတွက်ပြစ်တင်ရန်လူမျိုးရေးရန်သူများကိုရှာဖွေပြသခဲ့ပါတယ် ဂျပန်မှာလည်းစီးပွားရေးကျက်တဲ့ကြောင့်ဆွမ်းရအုပ်စုများအင်အားကောင်းလာစေခဲ့ပါတယ်။၎င်းတို့ကဂျပန်ရဲ့စီးပွားရေးပြဿနာကိုဖြေရှင်းရန်တိုက်ခိုက်သိမ်းပိုင်ရေးနဲ့ Empire ချက်တွင်ဥမာမန်ချူရီးယားကို1931တွင်သိမ်းပိုက်ခြင်းကဲ့သို့နီလန်းများကိုလမ်းကြောင်းမှန်ဟုစီယုံခဲ့ပါတယ်။နိုင်ငံများပြားကလည်း၎င်းတို့ရဲ့စီးပွားရေးကိုကာကွယ်ရန်ကုန်သင်မှုအတားအဆီးများကိုမြှင့်တင်ခဲ့ကြပါတယ်။ဒီချက်ကကမ္ဘာကုန်သွယ်မှုကိုပုံမကျဆင်းစေပြီးနိုင်ငံများအကြားဆက်ဆံရေးကိုတင်းမာစေခဲ့ပါတယ် ဟစ်တလာကဂျာမနီရဲ့စစ်ရေးအင်အားကိုပြန်လည်တိစောက်ခဲ့ပြီးဘာဆိုင်စာချုပ်ကိုချိုးပေါက်ကအနီးနားရှိနေပြည်များကိုချက်တွင်သိမ်းပိုက်ခဲ့ပါတယ်။ဥမာ1938ခုနှစ်မှာချက်ကိုစလိုဗီးယားရဲ့တစ်စိတ်တစ်ပိုင်းကိုသိမ်းပိုက်ခဲ့ပါတယ်။အခြားဥရောပအင်အားကြီးနိုင်ငံများဖြစ်တဲ့ဗြိတိန်နဲ့ပြင်သစ်ကလည်းနောက်ထပ်စစ်ပွဲတစ်ခုကိုရှောင်ရှားလိုတာကြောင့်သဘောထားပြောင်းလဲတဲ့မူဝါဒ Facebook ပြည်တုတ်ပြန်ခဲ့ကြပါတယ်။ဒီချက်ကဟစ်တလာရဲ့ရည်ချက်ကိုပုံမူရည်ရင်စေခဲ့ပါတယ်။ ဟစ်တလာရဲ့နေမီချဲ့တင်မှုတွေဆက်လက်ဖြစ်ပွားခဲ့ပြီး1939ခုနှစ်စက်တင်ဘာလ1ရက်နေ့မှာပိုလန်ကိုကျူးကျော်ခြင်းဖြင့်ဗြိတိန်နဲ့ပြင်သစ်ကိုဂျာမနီကစစ်ချေညာခဲ့ပါတယ်။ဂျပန်ကလည်းအာရှမှာချဲ့တင်သိမ်းပတ်မှုများဆက်လက်ဖြစ်ပွားခဲ့ပြီး1941ခုနှစ်မှာပလဲစိကန်ကိုတိုက်ခိုက်ခြင်းဖြင့်အမေရိကန်ပြည်ထောင်စုကိုစစ်ထဲကိုဆွဲသွင်းခဲ့ပါတယ်။ ဒီကုန်းချုပ်ပြောရင်မဟာစီးပွားရေးပြက်ကက်ကြီးကဥရောပနဲ့အာရှရှိဒီမိုရီစီများကိုအားနည်းစေပြီးဆွန်ရောက်အင်အားစုများအားအာဏာရရှိတဲ့အုပ်စုဘက်လမ်းညွှန်မှုပေးခဲ့ပါတယ်။ဒီအာဏာရှင်တွေကနိုင်ငံတကာဆက်ဆံရေးကိုတင်းမာစေပြီးနယ်မြေချက်တွင်အကြောင်းပြချက်များကိုဖန်တီးပေးခဲ့ပါတယ်။ဒါကြောင့်စီးပွားရေးပြက်ကက်ဒုတိယကမ္ဘာစစ်အားမဖြစ်မနေဖြစ်စေမယ့်အရာတစ်ခုမဟုတ်တော့လေ၎င်းကိုဖြစ်နိုင်ခြေရှိသည့်အခြေအနေများကိုအလွန်ဆိုးဝါးစေခဲ့သောတော့ချက်ကွင်းဆက်တစ်ခုဖြစ်ကြောင်းတင်ဆက်ရင်းကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ပါရစေ။ အကယ်၍ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ပါက subscribe လုပ်နိုင်ပါတယ်နောက်ပတ်မှာကျွန်တော်တို့ပြန်ဆုံကြရအောင်